ောတယ်လို့ပေါ့နော်ဒီကိုတခုအားမပေးနဲ့မလှူသိဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတယ်။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တော့လှူတင်လားမလို့ထင်။ဟာ तू ညီကို तू ထင်းနေလို့ထင်တာ။အခုမှကျွန်တော်မေးကြည့်တော့ तू ညီရင်းမဟုတ်ဘူးလို့ပြော။ဘယ်သူ့လေးလဲ။ကျမရဲ့ချွေးမရဲ့ခင်ဗျာ။ကျမချွေးမရဲ့တား။ မပြောအမသားရဲ့မိန်းမရဲ့ခလေးမဟုတ်မဟုတ်သူသူလေးမကျင်လားဒီအရင်လားဟုတ်အကားနဲ့ထိန်တာအဲ့လိုမဟုတ်ဟုတ်ပြီလိုက်တယ်ကျမနောက်ပဲလိုက်တယ်မဟုတ်ဟုတ်ဟုတ်မမချီမရဲ့တားကြည့်တော့မမချီမသားရဲ့ခလေးတရား၅ရောက်နဲ့မရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘာမမနဲ့ဘာမှမလုပ်ဘူးမမမမဒီလိုဒီပြကြတယ်မပေါ့အဲ ဒီအခုကလေးရဲ့အမေရသူ့တမီးချင်းဟုတ်လားဒါပေမဲ့အခုမွေးတဲ့ကလေးကတမီးရဲ့ကလေးပဲတမီးရဲ့ကလေးပဲလားချွေးမရဲ့ကလေးချွေးမကလေးဟာချွေးမကလေးသူ့သားရဲ့မိန်းမရဲ့ကလေးဒါပေမဲ့သူ့သားအခုသူ့ချွေးမကနောက်ကြမ်းဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါပေမဲ့လောလောဆယ်အခုဒီပြဿနာမဖြစ်ခင်စကြမှာမထိုင်တာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးတို့ချင်းလေးတယောက်တိဖို့လို့နေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့ချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အားကြောင့်သူတို့ကမတွေ့တိအောင်လိုက်ရှာပြီးတော့ယူကြောက်လာတယ်ဟုတ်တယ်တော့ ော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောတော့သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင်ကိုကျွန်တော်တို့ဘာလို့လုပ်နေနိုင်မလဲအလူရှင်ရောဘာလို့လုပ်နေနိုင်မလဲကျွန်တော်တို့နှစ်ဖက်လုံးစပေါ်တာပါဒီကနေ့အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးလှိုင်းသားရကိုရီးမအကြောင်းစုံလင်စွာမြေပြင်ကွင်းဆင်းလေ့လာထားပြီးမှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဒါလည်းပြောသလိုပေါ့နော်ဒီဟိုတခုအားမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာဖို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတာ။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟိုလာနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တလုံးလှူတင်လားဘယ်လိုထင်လဲ။ ။မြောက်ကလုံးလူပြင်းတယ်လို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်ကလုံးမှာ။ရှင်းကြပါဦး။ဝင်းမားနေတာ။ဝင်းမားနေတာ။ဝင်းမားနေတာ။ဘယ်လိုလဲစားတယ်။ဘယ်လိုလဲစားတယ်။ဘယ်လိုလဲလုံးမလုံးလား။ဒါပေါ်တာပေါ့နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ချင်းဒီကောင်မလေးအမေရဲ့စောက်ခမ ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲ့မှာဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လောက်တွက်နော်ဒါဒီကောင်ကျွန်တော်ရဲ့ရှင်းပြဒါကွက်လောက်ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်50နဲ့60နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ကွက်ဒီမှာရောအုံးထားဆိုကျွန်တော်မကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲ့ဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနယ်အဲ့တော့ကတော့ပါလေတော့ပါလေကဒီနေရာဘာလို့နေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြိလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှင်းဒီမှာကြည့်နေတာကတော့ဒါအနိနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကကြည့်နေတာကပေါ့နော်ဟိုဒီမှာအချိန်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အချိန်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအချိန်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ကအပြင်ကနေပြီးတော့ဟိုဝေဖန်တုံးတက်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟုတ်ဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြပါလဲ ကြာပြီတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇွားနေပြိုင်နေတာဟောငါဆက်နေပါတို့ရဒီကလေးလေးရမိသားစုအချင်းများဟောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောဒီလိုငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမြင်းလေးတယောက်ကိုအများအားစောက်ရှောက်ပြီးချက်တယ်ဒီကလေးကိုဒီလိုလုံးလုံးစားဆိုရင်မသိပါဘူးအခုမှ line မှာတက်လာမှာကျမတို့လည်းသိရမှာကလေးလေးကအမြဲထိမ့်နေတာပါဟောကလေးလေးကတော့ तू အများအားထိမ့်နေတာပါကြာပြီးတော့ဒါကလေးလေးကိုထိမ့်နေတာထိမ့်နေတာအဲ့ဒီကြာအောင်ထိမ့်နေတာဟောဒီကလေးကို तू ပဲထိမ့်နေတာနော်ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရအောင် ဆွေမျိုးကဘယ်လိုလုပ်လို့မလုပ်ချင်းဒီကောင်မလေးအမေရဲ့ရောက်ခမဟောဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါဟောဒီတော့ဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လာတွက်နော်ဒါဒီကတော့ကျွန်တော်ရဲ့ရှင်းတယ်ဒါကွက်လာကြအဲ့အပြတ်နာဟုတ်ကဲ့အဲ့အဲ့တော့ကျွန်တော်ရဲ့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပြိုက်တသမားတွေကဒီဟိုအလှရှင်နေဒီပေါ့နော်တည်တည်တိုက်တဲ့လူတွေကိုချပြတဲ့နေရာမှာဘာလေးတွေဟာနေလဲဆိုဒီအဖွားနဲ့ဒီကလေးလေးနဲ့တာမီတို့တချို့ကထင်ကြတာတာမီလို့ထင်ကြတယ်ဒါပေမဲ့တာမီမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မကဘူးပေါ့နော်ကလေးလေးနဲ့တက်ကလေးလေးကိုသူကချစ်တဲ့ခင်နဲ့တည်းအမြဲလာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တရာတွေမဖြစ်ခင်နေရာမှာဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းလာရှိရပေါ့နော်အဲ့တော့ဒီအဖွားတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့အဖွားတက်တက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်ကမှအဲဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲ့တော့ဒီကလေးလေးရမိသားစုတွေရဲ့ဒီတို့ပေါ့နော်တို့ရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲ ိုချင်းတရားပိုင်းကတော့သူတို့အလုံးလုံးတဲတော်တိုးတယ်အခုဟိုနဲ့မဲဆလီဘူးတိန်ဆိုမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေ၅ရောက်နေ၅ရောက်နေအဲ့ဒါလေးပဲသူချိုးကြတော့လေချိုးခုတ်ခဲ့တာလေချိုးကြတော့ခုပြောနေကြတာပေါ့နော်အလှူရှင်တွေလှူတဲ့အခါကျတော့ဘာလဲခဏလေးခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေမှာနိုင်ခိုးမလဲဆိုတော့အဲ့ဒီပုံမှန် ပြန်ရှိတာဒါရှိရှိဆောင်ရှိပါဘူးညောင်းရှိပါဘူးအဲ့လိုမှနာမည်ပြန်မရှိပါဘူးအခုတခါလဲဘာကြောင့်လုံးလိုက်တယ်လို့ခံမှန်းပြီလဲသိပြီလဲကိုစစ်ဟုတ်လားဟုတ်လားတော့မလို့ရတယ်ဒီဒီကရနေလို့လုံးမလို့ရတယ်လုံးမထားပဲဖြစ်ရမယ်ကျွန်တော်တို့အခုတော့ငါးရဲနဲ့ချောင်းနေစီဒီလိုမှတခါမှမကြဘူးဒီလိုဈက်ပတ်ဒီပါအောင်းတာဆိုတော့တမောင်မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတယ်ပထမဦးဆုံးအဲ့လိုတယ်လေဟုတ်လားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတယ်မရှိဘာကြောင့်ဒီလိုလုံးလိုက်တယ်လို့ချင်းသူစားတယ်ပြီးလုံးတာပြောချင်တယ်ဟုတ်လားသူအိမ်မှာဟိုစိုးစိုးနဲ့ဝင်ဝင်နဲ့မမြောက်မမြောက်သူတို့ကသူအဲ့ တော်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံရင်းလောက်တာလုံကြုံရင်းလောက်တဲ့အတွက်ဝင်ငွေကလုံကြုံရင်းတယောက်ရဲ့လာတာ2000ဒေါ်လောက်ပဲရတယ်အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ပတ်စံ2000ဆိုဘလို့မှစားမရဘူးအဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတယ်မနိုင်တဲ့ချိန်မှာ तू လုံးမလို့ရအဲ့လုတ်လိုက်တာလို့ပဲချင်းပိုရတော့ကအဲ့လိုမျိုးခြေသားလက်စာလည်းမရှိဘူးကွာအဲ့လိုမျိုးခြေသားလက်စာလည်းမရှိဘူးအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်အဲ့ဒီအလူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်ဘာလို့လဲဆိုတော့ကျွန်တော်အတိုးအကြောင်းအချိန်တွေမတည်သေးလို့အဲ့လက်ရှိကြတာလေဒီခရင်းရဲ့တက်တက်ဗျာဒီအဖက် အဲ့လိုတက်တက်ဖြစ်တဲ့ခါကျတော့အခုအလှူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီကလေးလေးကိုလှူတင်တာလားဒီအဖွားကိုလှူတင်တာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူတင်ဘူးလှူထင်လားအဲ့လိုပြောမယ်ဆိုတော့မထင်ပါဘူး तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလှုပ်လိုက်တာဒါပေမဲ့ကလေးလေးအဖို့ရပါပူတနာဖို့ကောင်းပါလားကလေးလေးကတန်းကောင်းညို့ဖြစ်သွားတာပေါ့လှူမယ်ဆိုရင်ဒါကဆွမ်းနာပြောသလိုပေါ့လှူတော့လှူတင်တယ်လှူတင်တာပေါ့ဒါဆိုဟိုလှူတင်တယ်လို့ဒါပေါ့နော်ဒီပဝင်းရှင်ကလည်းရှိတဲ့လူတွေပြောတယ်လှူတင်တယ်ဆိုရင်ဒီကလေးလေးကနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါပေါ့နော်ရောသလုံးလှူတင်လားဘယ်လိုထင်လဲ

ဟိုလမ်းဒီမှာကျွန်တော်လူလို့ရမှာမဟုတ်ဘူး။ဒါပါလေဆိုတော့ဟိုတနေ့ကျောင်းကမလာဒီလိုလာပြီးပါလား။ဒီကဒီမှာပဲရှိတယ်။ဟာဒီမှာပဲရှိတယ်။ကစီခိုးယူသည်ဟုဆွဆွဲရိုက်နှက်ခံရသူတာမီနှင့်ရိုက်နှက်သည့်ဆိုင်ရှင်နှစ်ဖက်လုံးရဲစခန်းတွင်ထိမ့်သိမ်း ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရှိစတိုးဆိုင်တစ်ခုတွင်ပစ္စည်းခိုးယူသည်ဟုဆွဆွဲကရိုက်နှက်ခံရသူအမျိုးသမီးတဦးနှင့်ကလေးငယ်တဦးရိုက်နှက်သူဆိုင်ပိုင်ရှင်အမျိုးသမီးတို့နှစ်ဖက်လုံးကိုရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ယမန်နေ့အောက်တိုဘာလ20ရက်ညနေပိုင်းက TikTok လူမှုကွန်ရက်ပေါ်၌စတင်ပြန့်နှံ့လာသည့်ဗီဒီယိုဖိုင်တွင် ကလေးချီထားသည့်အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူဟုယူဆရသူအမျိုးသမီးကဆိုင်တွင်းမှပင်တခိုးဟုပြောဆိုကရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်းနေပူလဲရှိလံ ဘေးတက်တိုင်တွင်ကလေးနှင့်ကလေးချီထားသူအမျိုးသမီးနှစ်ဦးလုံးကိုကြိုးကြည့်ထားခြင်းပြုလုပ်နေသည့်မြင်ကွင်းများပါဝင်သည်အဆိုပါဖြစ်စဉ်သည်လှိုင်းသာယာမြို့နယ်ဘိုးချုပ်လမ်းမပေါ်ရှိတွေ့တာသူအထင်းနှင့်စတိုးဆိုင်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမိသည့်နေရက်ကဖြစ်ပွားခဲ့သည်ကိုအတိမပြုနိုင်သေးပေအဆိုပါဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့ခဲ့ပြီးနောက်ပစ္စည်းခိုးယူသူဟုဆွတ်ဆုံကအမျိုးသမီးတဦးနှင့်အတူပါလာသည့်ကလေးငယ်အားရိုက်နှက်နေသည့်ဆိုင်ပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူများကဝေဖန်မှုများရှိခဲ့သည် တကယ်လို့ပစ္စည်းခိုးရဆိုရင်တောင်ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလို့ဘူးဒါပေမဲ့ကလေးကိုပါလှုပ်တာကတော့လွန်နေဟုလူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ရေးသားသည်ယင်းတို့လူမှုကွန်ရက်တွင်ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာပြီးနောက်အမျိုးသမီးနှင့်ကလေးငယ်အားရိုက်နှက်မှုကျူးလွန်သည့်စတိုးဆိုင်ပိုင်ရှင်ကိုယနေ့အောက်တိုဘာ22ရက်နနက်ပိုင်းတွင်လှိုင်းတာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်အဲဟုတ်ကဲ့ဘောနော်အဲဟုတ်ကဲ့ပါဒါတော့တဝင်းကြီးရတော့ဘောနော်ဒီအကွာက ဒါကျွန်တော်လည်းတရားမသိဘူးဒါဘဝင်းကြီးကပြောမှသိမှာလေဘဝင်းကြီးဆိုတာလေသူခေါင်းရဲ့ချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျဘဝင်းကြီးမှာတော့ဒီအွားပေါ့နော်ဟိုမကောင်းတဲ့တဲ့တော့မရှိပါဘူးဗျမကောင်းတဲ့တဲ့ဖို့ကျွန်တော်တို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတယ်တခုတ်အားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ပေါ့နော်ဒီခိုးသားတဲ့လူကိုကျွန်တော်တို့ဒီပြိုင်ရေးရပါတော့အတန်ကုန်ရအောင်ဖြစ်ရည်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ်ဒီဘဝလူလည်းတမျိုးစဉ်းစားမယ်လူရှင်လည်းစဉ်းစားရမယ်ဒါပေမဲ့တချို့ကျတော့ဒီတို့ရဲ့အခြေအနေကိုမရှင်းနိုင်တဲ့အခါကျတော့ဟိုမျိုးတို့မလုပ်တတ်တာကြီးဟိုလုံးဝလုံးမိတာရှိတယ်ကွာဟိုတချို့ကျတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့က ီးနဲ့ဒီကျွန်တော်တို့ခိုင်ခိုင်ပြည့်ကျွန်တော်လှူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုန်သွားထမ်းလို့ရတယ်နော်ကျွန်တော်တို့စိုက်တဲ့လှုပ်လှုပ်စားလို့ရတယ်တကြီးရဲ့တချို့မှာကဘာဖြစ်လဲဆိုတော့တို့ကတကယ်စားပြမရှိဘူးတို့လှူစားနိုင်တဲ့အရာမရှိဘူးကျွန်တော်တို့ထမ်းစားနိုင်တဲ့ရံမြေကိုးစားနိုင်တဲ့အရာမရှိဘူးနော်တို့မှာဟိုနော်ပတ်စံဝင်နဲ့ဝင်ပေါက်ကအရင်လဲပါတယ်ပေါ့အဲ့တော့တို့ဘောနော်တို့နဲ့အိုဘောနော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေတို့ခင်ဗျာဒါလှုပ်စားရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်တကယ်လို့ဒါဟိုဘောနော်ဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့တက်မဝဲကြောင်းအနေနဲ့လုံနေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံချင်မှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မသိလို့တကယ်ပေါ့နော် ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံပြီးကြံရကြံတယ်လို့လေဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်အဲဟိုနောက်ထပ်ပေါ့နောက်ထပ်မှာလည်းဒီအဖွားရဲ့ပုံဒီတက်လာပြီမဲ့တော့ညာလေဘာလို့ဒီမှာလဲရင်တော့ခိုးတာဘူးတယ်သူတို့ဒီမှာလည်းခိုးတာဘူးလေဆိုတာလေကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဟိုဘယ်လိုလဲဆိုချိန်မှာတော့ပုံတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးလေဆိုတာကျွန်တော်ဒီမှာအမြဲတက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလူသားရဲ့အလူရှင်နေလေအဲ့လက်ရှိတို့လို့ရှိလို့ရှိရင်ကျွန်တော်လူသားရဲ့အလူရှင်တချို့လည်းရှိတယ်အခုကိုစောတင်ထိုးတို့ကိုကနာကြီးတို့အပြင်ကိုနောက်ဒီမော်လမြောင်ကဒါကိုသူတွေတို့ကလည်းလူသားတွေအဲ့လိုလူတွေလူသားတွေကျွန်တော်ကြားနေတခါလေးပြောကြတာက

ဒါပြောနိုင်တယ်ပေါ့နော်တချို့ကြတော့အားလုံးကဒီပုံစံနဲ့မလူချင်တော့ရရတယ်ကျွန်တော်ပြန်ပြီးဆက်သွယ်ပြပါကျွန်တော်ပြူရတဲ့လူငွေလေးကိုကျွန်တော်ပြန်လာမယ်ရတယ်ငါပြောတော့ဒီလိုပုံစံလူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်လူပေးထားပါမယ်ကျွန်တော်စီရောက်ပြီးသားလူငွေကိုပြောတာပါနော်ရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူချင်လည်းလူနိုင်ပါတယ်ဟိုမလူချင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလည်းဟိုအချိန်ကြီးဟိုနေ့ဖြစ်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးပါရလူတွေကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါပါတယ်အဲတော့ဒီအောင်အများအားဖြင့်ပုံစံမှာ ဖွင့်လိုက်တာလေကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ပါဘောနော်ကိုကိုကြီးကတိတိကြကြလောက်တာလေတာတာမလို့ကိုမဖင်စင်တက်ပြီးပြတာဘောတော့အဲ့လိုဘောသူ့စိတ်နဲ့လုံးလို့မရဘူးအကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်ကမားမှာမားမှာကြောက်မဝေးလိုက်ဘူးသူများပါစံသူတို့လေသူတို့ကလည်းဒီလိုရောဒီဘက်ကလူတွေရောဒီဘက်မှာလုံးတဲ့လူကကြတယ်ကျွန်လုံးလောက်ပါအဲ့ဒီကရတဲ့ပတ်သက်လေးတွေသူကလူကြီးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့ပတ်သက်ရှားပေါ်ရတာသိရတဲ့တိုင်းအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ဟာကိုလွယ်လေးတွေကိုလှူလိုက်ပြင်မဲ့ဆိုညာလဲကိုကအမေအဲ့မင်းတော့ရော့ရော့ပေးလိုက်လို့မရဘူးပေးလိုက်လိုက်အမကလည်းကျွန်တော်ပဲလူတော့မယ်အမကမပေးလိုက်လူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်ဦး ဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင်ကိုကျွန်တော်တို့ဘာလို့လုပ်ပြနိုင်မလဲအလူရှင်ရောက်ဘာလို့လုပ်ပြနိုင်မလဲတောက်ဦးနှစ်ဖက်လုံးစောတာပါဒီဘက်ကလည်းဒုက္ခရောက်တယ်ကိုဘက်ကလည်းဒုက္ခရောက်နှစ်ယောက်စလုံးနဲ့အကုန်လုံးကကိုပိုင်နေမရှိဘူးဒါပါဒါပါအမေပစ္စံကသူ့ကိုအများဆုံးမတက်နိုင်တဲ့အတွက်5000 6000ကလေးတောင်းတယ်ရှင်းတယ်တောက်လေးတွေမှာပြရတယ်စက်တဝင်ဝင်လာမလို့သူတို့အိမ်ကိုကိုကိုယုံကြည်တယ် အင်းငါကဘယ်လောက်ကျဲလဲဆိုတာဟုတ်ဘူးတို့လာမှလည်းကျွန်တော်အတူဝင်လေးတွင်နေဟုတ်ကဲ့ဒါအမေကပါတယ်ရစ်တယ်ပါတယ်ပိုးကြီးလာတယ်ဆိုတရွာလုံးကလာကျိုးဆိုတာတရွာလုံးကလာကျိုးဆိုတာတရွာလုံးကကျိုးဆိုတာနော်ပိုးကြီးလာတယ်ဆိုတာမင်းကမသားလာကျွန်တော်မာတလေးကိုကြည့်ပြောပါဟောင်းနေတယ်ပြီးပြီတော့ပါဟင်းမာအပြေးလာတယ်ပိုးကြီးလာတယ်ဆိုရဲဆိုတော့ကျွန်တော်ကတော့ရပြောတာပြီဟုတ်ပါလားမလေးကိုလေးဆိုတော့ဟုတ်ပါလားအနာကိုရပ်ကြတယ်လေတာနာဒီပြည်ကြကျိုးရောက်တယ်ဆက်ပါလာကြမလားလေဒါအမေများပါလေလေဒါအမေများပါလေ

ဟိုကစာမရက်တက်ဘူးလေစာမရက်တက်တော့အတဲလေးပဲပေးတယ်ဒါပဲအဓိကဒါပဲကြည့်ဖို့ပဲလို့လားကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးသုံးမယ်ထင်နိုင်မယ်ကိုကလေးကကိုကိုကြီးကလိုက်ပြီးတော့အဲ့လိုပလိုက်တာလေးတော့ဟိုကဘာလဲဟိုကဘာလဲဘာလဲဒီဒီဟောတော့ကြောက်တယ်အဲ့လိုလိုက်တော့ပထိုက်တိုင်းလုပ်ချင်တာ။ဒါကလူပြောပုံပုံမပြောမရအောင်နော်ခဏ။ဟိုကောက်ပြောတာကကြိုးပြောတာကကောက်။ဟဲ့ရှင်နေလေ။ခဏလို့အဟာရလေးပဲကြွေးပါလားခဏလေးမြ။အဟာရချိုးတယ်နေရလား။